ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာရှင်ဖိုက်တာလေးဂျိုရှွာဘန်ကတော့ကန်ကောင်းပြီးကန်ကောင်းဆိုသလိုဖြစ်နေပါပြီ။ဘာကြောင့်လဲဆိုတော့သူ့ကို UFC ကချက်ချင်းဆိုသလိုပဲပွဲတယ်ပေးလိုက်လို့ပါပဲ။ဒါဟာလေကန်ကြမ္မာခေါင်းကြောင့်သူရရှိလာတဲ့ခွင့်ရဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဂျွန်လာထဲမှာသူကတိတ်မကြသေးငါပဲပွဲထိုးခဲ့တာ။ပြီးခဲ့တဲ့ရက်ပိုင်းကပဲ Brazil Fighter Bruno Silva နဲ့ထိုးခဲ့တယ်သူအနိုင်ရခဲ့တယ်။အဲ့ပွဲစဉ်ကိုဒါကျွန်တော်တို့နာမည်ကျော်လဝိတ် Fighter ကြီး မိုက်တဆန်ကိုတိုင်းတက်ရောက်ကြည့်ရှုအားပေးခဲ့တာကိုကျွန်တော်တွေ့ရတယ်။အဲ့ဒီပြိုင်ပွဲကိုပေါ့လေ UFC 316ကိုအဲ့ဂျိုရှူအဘန်ပွဲထိုးပြီးတဲ့အချိန်မှာသမတ်ဒေါ်နယ်ထရမ့်ကကွင်းထဲကိုရောက်လာတယ်။ဂျိုရှူအဘန်ထိုးတဲ့ပွဲကိုတော့သမတ်ဒေါ်နယ်ထရမ့် miss ဖြစ်သွားခဲ့တာပေါ့လေလွတ်သွားခဲ့တာပေါ့။တကယ်လို့သမတ်ဒေါ်နယ်ထရမ့်သာကြည်လိုက်ရမယ်ဆိုရင်ဂျိုရှူအဘန်ရဲ့ပွဲကိုသမတ်ဒေါ်နယ်ထရမ့်မှာမြင်တွေ့ခင်ရပြီးတော့သူ့ရဲ့ဆွမ်းဆောင်ရိုးဟိုအတိမတ်ပြုခွင့်ရသွားမှာပေါ့လေ။ UFC ကအခု ပွဲစဉ်အမှတ်317ကိုဇွန်လ28ရက်နေ့မှာတည်ထားတယ်။အဲ့တော့ဇွန်လ28ရက်နေ့ကအမေရိကန်စံတော်ချိန်အရဇွန်28မြန်မာစံတော်ချိန်အရဆိုရင်တော့ဇွန်29မနက်ပိုင်းဖြစ်မှာ။အဲ့ဒီမှာ short notice နဲ့ဂျိုရှောဘန်ကိုပွဲထည့်လိုက်ပြီ။ဂျိုရှောဘန်ကအစောပိုင်းကဘူနိုဆေးဘားနဲ့ပွဲပြီးမှစတမလ7ရက်နေ့ရောက်ရင်တက်ဆတ်မှာ UFC ပွဲကျင်းပမယ်လို့သတင်းတွေကြားနေရတယ်။အဲ့ပြိုင်ပွဲကြီးမှာ ranking 2 fighter မိုးရင်တို့လဲပေါဝင်ရှင်မြတ်မယ်ဆိုတာကျွန်တော်သိနေရတယ်ဖြစ်နိုင်မယ်ဆိုရင်ကျွန်တော်နဲ့ ranking 2 fighter မိုးရင်တို့ကိုပွက်တယ်ပေးပါလားခေါင်းပွဲဖြစ်ဖြစ်ပေါ့လေဆိုပြီးတော့သူတောင်းဆိုခဲ့တယ်ဗျအခုဖြစ်ရှင်တော့ ranking 2 fighter နဲ့တော့မဟုတ်တော့ပါဘူး ranking 1 fighter ထိတ်ဆုံးက fighter နဲ့ကိုကျွှေရှွာပန်ကိုပေးတွေ့လိုက်ပါပြီ champion ဟော ranking 2 fighter ကမိုရီနိုအခု ranking 1နေရာမှာရပ်တည်နေတာက rival ကံကြမ္မာအပြောင်းလဲကလည်းစမ်းကြယ်လာပါတယ်တကယ်မှာ rival နဲ့ကရှေ့မှာပွဲထိုးစီစဉ်ပေးထားတာက manakish ပေါ့လေဒါပေမဲ့ manakish ကလက်ကျင်စင်းတဲ့အချိန်မှာပဲရှေ့တော့ထန်ရရပါတယ်ပွဲထိုးမဖြစ်နိုင်တော့ဒီတော့အစားထိုးဖိုက်တာရှားတယ်အဲ့အချိန်မှာ UFC ကတခြား fighter တွေထည့်လို့ရပါရဲ့နဲ့ကျွှော်ပံကိုမျက်စိကြပါတယ် short notice နဲ့ Joshua Ban ကိုအစားထည့်တယ်။ Joshua Ban လည်းထိုးနိုင်မှာလည်းပြောထားတာဟုတ်။ဒီတော့ပြိုင်ပွဲထိုးဖို့18ရက်အလိုလောက်မှာ Joshua Ban ကအစားထုတ်ဖိုက်တာဖြစ်ပြိုင်ပွဲတွေကိုရောက်လာပြန်တယ်။လေ့ကျင့်ချိန်18ရက်လောက်ပဲရမယ်။ဒီတော့အဲ့18ရက်နဲ့ ranking 1 fighter ကို Joshua Ban အနိုင်ရအောင်ယူနိုင်မလားဆိုတာစိတ်ဝင်စားစရာပဲ။တစ်ဖက်ကသူရင်ဆမ်းမဲ့ ranking 1 fighter rival ကအရအဖြစ်ငါးပေကိုလောက်မှမြင်တယ် ျရှွာဘန်ထက်အရက်အပြင်လေးလက်မှသာတယ်ပြီးတော့ပြန်ပွဲမှာရိုက်ဘောက18ပွဲနိုင်ထားတယ်9ပွဲရှုံးထားတယ်အဲ့တော့သူ့ကိုကျရှွာဘန်အနေနဲ့ရီဂျီထားပြီးထိုးရလိမ့်မယ်ကျရှွာဘန်အရန်ထိုးခြင်းမှာလည်းပြောခဲ့ ranking 2 fighter မိုရင်နိုနဲ့လည်းရိုက်ဘောကထိုးဘူးတယ်ဗျနှစ်ကြိမ်တောင်ထိုးဘူးတယ်အဲ့ဒီနှစ်ကြိမ်မှာရိုက်ဘောကတပွဲနိုင်တယ်မိုရင်နိုကတပွဲနိုင်ခဲ့တယ်အဲ့လိုဖြစ်ခဲ့ပေါ့လေဘာပြော rival နဲ့ထိုးတဲ့ပွဲမှာသာ Joshua ပန်နိုင်ခဲ့မယ်ဆိုရင်တော့ USC ကိုတောင်းဆိုစရာတခုပဲရှိပါတော့။နောက်ထပ်တစ်ပွဲမှာတော့ Championship ကပတ်ပွဲတဲပြီးတော့လို့တောင်းဆိုလိုက်အောင်ပါပဲ။ဖြစ်လဲဖြစ်လာဖို့ရှိနေပါတယ်။ပြီးတော့ ranking ကလည်းအရင်မြင့်တက်သွားမှာပါ။ထိုးချေကျိုးခံစားခွင့်ကလည်းအခုထက်အဆောက်အအုံများစွာမြင့်တက်သွားပါလိမ့်မယ်ခင်ဗျာ။အဲ့တော့ rival နဲ့ပွဲမှာ Joshua ပန်အနေနဲ့အကောင်းဆုံးပုံစံကိုထုတ်ပြပြီးနိုင်ပွဲဆက်လက်ရရှိပါစေလို့ ီနေ့အားနေဆုတောင်းပေးလိုက်ပါရခင်ဗျာတ िश ူအားပေးပြည်သက်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ